တရုတ်ကမှ2500ကျပ်ပီစီနဲ့ဒီလိုမျိုးဝက်သုံးထက်သားတွေဝက်ကုတ်သားတွေကိုအချိန်ကန့်သတ်မရှိတဝါးကြီးထိုင်စားလို့ရမယ်ဝက်သုံးကင်ဘူဖေးဆိုင်လေးမှာသွားစားမှာပဲဖြစ်ပါတယ်ဒီနေ့ကရောဆိုင်က TikTok မှာသူများတွေဆက်စားပြနေကြဒီလိုအသားတုံးတွေကိုကိုရင်กินပြီးတော့စားလို့ရတယ်။ကင်ဝတ်သုံးကင်ဘူးဖေးဆိုင်ကိုဆိုင်ကူဘန်ကောက်ကနေရန်ကုန်ခဏပြောင်းနေတော့သွားစားကြည့်မှာပဲဖြစ်ပါတယ်။ဗာလေးရေးစားခဲ့မလဲဆိုတာကိုတော့လိုက်ကြည့်ကြပါဦးနော်။ ဒီဆန်လေးကကျတော့63လမ်းထိပ်ကုန်းတယ်လမ်းမကြီးဘူထောင်မြို့နယ်ထဲမှာရှိရပါတော့။တော်မင်္ဂလာတော်မှာလည်းသဆိုင်ရှိတယ်။ဒီမှာလေဝက်သုံးထပ်သားဝက်ကုတ်သားဝက်လိုင်းသားတွေပြင်ဒီလိုမျိုးချက်မဲတုံးကြီးတွေပါပါသေးတယ်။ပြီးတော့အရသာနဲ့ထားတဲ့အသားတွေရဲ့ဒီလိုမျိုးအသားလုံးလေးတွေပါဘူးဖေးထဲမှာပါတယ်ပေါ့နော်။ဆန်ရတော့အမှုနဲ့ကင်ချီလေးပါကင်စားရတာစိတ်သာဆိုတော့ဒါလေးပါရတဲ့တော်တော်လေးသဘောကျတယ်။အရင်ဆုံးပထမတစ်ရောင်းကင်စားဖို့အတွက်အသားလေးတွေနည်းနည်းစီယူလိုက်မယ်ပေါ့နော်။ ပြီးတော့ source ကိုလည်းဒီလိုမျိုး online ကြီးချပေးတာစိတ်ကြိုက်ယူလို့လည်းရတယ်အချင်းရောအရေးလိုမျိုးခက်တော့တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကွက်တီပဲပြီးရင်အသားနဲ့ထုတ်စားဖို့ဆက်လက်ရွယ် ammo နဲ့ကင်ဖြီလေးတွေပါထည့်ထားလိုက်မယ်ကဲဒါဆိုရင်တော့ဆိုင်ကူတအားစားခြင်းနေတဲ့ဒီဝတ်သုံးခင်တွေကိုစပြီးတော့กินတော့မယ်ပေါ့နော်။သူရဲ့ဝတ်သုံးထပ်သားဆိုလို့ရှိရင်လေကြီးလိုက်တာနဲ့ဒီလိုမျိုး quality ကောင်းတဲ့အစာမျိုးသုံးထားတာကိုတွေ့ရတယ်ပေါ့နော်။ ဒီလိုမျိုးအသားရဲ့ကင်မိုးတော့ကိုတော့သူကအချိန်လေးနည်းနည်းတော့ပေးရတယ်ပေါ့နော်။သူကအဲ့လိုမျိုးกินရတဲ့အချိန်မှလည်းစားဖို့တော့ကတော့ side dish ပါညာတော့မပါဘူး။အေးလေကိုဖေးထဲမှာတော့မပါဘူးပေါ့နော်။ဒါပေမဲ့ဝယ်တော့လို့တော့ရတယ်။ဒီ1995ရဲ့မှာကြာလေဒီလိုမျိုးအသားတုံးတွေကိုမဝမချင်းတဝိုင်းကင်စားခြင်းတဲ့သူတွေတော့ကတော့တော်တော်လေးတန်တယ်။ကိတ်ထဆိုရင်အကင်လေးလည်းရပြီဆိုတော့ဆဆာလိုက်ပါတော့မယ်။ဒါကတော့သူတို့ချပေးတာလည်းမကြီးချင်းလေးပေါ့နော်။ တုံးထက်တာကရန်ကြတော့လေဒီလိုအရောင်မျိုးလေးနီနီရဲနဲ့ကျွတ်ကျွတ်ကလေးกินတာလို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်သူ့ရဲ့မကြီးချင်းလေးနဲ့ဆိုလို့ရှိရင်လည်းစားလို့လိုက်တယ်ပေါ့နော်သူကဒီတိုင်းစားမယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့အသားလွှာလေးကထထုပ်အီအီလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်အဲ့တော့ဗတ်သုံးထက်တာကဒီလိုမျိုးကိုရီးယားစတိုင်ဆက်လက်ရည်လေးနဲ့ထုတ်ပြီးတော့ကင်ချီတွေအမ်မိုတွေထည့်ပြီးတော့စားရတာကိုတော့ပိုကြိုက်တယ်။ ဂျမဲဖန်ရှိလို့ရှင်တယ်လေဒီကဂျမဲတွေကိုတိချာလေးစားခဲ့သူကကြတော့ဒီလိုမျိုးအသားတော့မြားထူထူအီအီနေတယ်တော်တော်လေးမိုက်တယ်ပြီးတော့ဆလဲရတယ်မှာဒီလိုမျိုးမုတ်ဖက်လေးညမ်းမဂျီဆော့စ်လေးထည့်ပြီးတော့ထိုင်းစတိုင်လေးစားလို့လေးရတယ် ဒီဘသုံးသပ်သားတော့လေဒီလိုမျိုးအယောင်နေနေရေးလေးဖြစ်နေအောင်တက်နေအောင်လေးကင်ပြီးတော့ဒီအချင်းလေးနဲ့စားလို့ရှင်တော့တော်တော်လေးမိုက်တယ်ပြီးတော့ဘသားဒီလိုမျိုးကောင်းငင်းနဲ့ပါတွဲပြီးတော့စားလို့ရသေးတယ်ဒါကတော့ဆိုင်းတဲ့ပထမတော်ရောင်းကင်ပြီးတော့စီလေးထွက်လာလို့ရှင်ဒီလိုမျိုးတ िश ူးလေးနဲ့ဆုပ်ထားလိုက်မယ်ပေါ့နော်ဒုတိယတရောင်းမှာကြတော့ဒီလိုမျိုးမှာလာရသနဲ့ထားတဲ့ဝသားသုံးလေးရဲ့အသားလုံးလေးတွေနဲ့ကင်ဖီလေးတွေကိုပါထည့်ပြီးတော့กินလိုက်ပါမယ်။ ြီးရင်လေဒီလိုမျိုးသုံးထပ်သားလွာရီကင်ချီနဲ့အမိုကင်ထားလေးတွေကိုဆက်လက်ရထဲမှာထည့်ပြီးစားလို့ရှင်တော့လုံးဝ share ပဲဒီမှာလေအချိန်ကန့်သက်လည်းလုံးဝမရှိဘူးဆိုတော့ကိုစိတ်ကြိုက်ဘဝမချင်းတနေကုန်ဒီလိုမျိုးထိုင်ပြီးတော့ကင်စားနေလို့လည်းရတယ်ပြီးတော့2000 9000ကချက်ကလည်းအပီးစီးဆိုတော့လေသူ့ရဲ့ပေးထားတဲ့ quality နဲ့ဒီစားရတဲ့အရသာကကျွန်တော်တော်တော်လေးတန်တယ်လို့ပြောရမယ် ဆိုင်ရနီးလက်၁၂နာရီနေပြီးတော့ည၈နာရီဖြစ်နေပေါ့နော်။သူကနီးလက်ဖက်တယ်ဆိုလို့ရှိရင်ပူရာမို့လို့ဆိုင်းလို့မျိုးညနေဆောင်မှသွားစားလို့ရှိရင်တော့ပိုအဆင်ပြေတယ်။ပြီးတော့အချိုပွဲနေနေရတော့ဒီလိုမျိုးရေကဲမုတ်လေးကြီးကျွေးရပေါ့နော်။ဝတ်သုံးခင်နေစားပြီးလို့ဘိုင်းဝသွားလို့ရှိရင်လည်းဒီရေကဲမုတ်လေးတော့စားပြီးမှပြန်။ဒီကင်ဝတ်သုံးခင်ဆိုင်ရလည်းလေဘိုင်းမဝိုင်းထားမပြန်နဲ့ဆိုတာနဲ့ဆိုင်ရလည်း၃ကြောလောက်ကိုခင်းစားလိုက်တာအခုတော့တော်တော်လေးလက်ပိုက်တင်းသွားပြီပေါ့နော်။အခုတော့ဘန်ကောက်ကနေရန်ကုန်ထိလာဆရာတော်တော်လေးလက်တန်သွားပြီဆိုတော့ပြန်လိုက်ပါအောင်မယ်အားလုံးပဲတတား။